အားလုံးမလားပါကျွန်တော်စောင်းတီထံပြောတဲ့အကံရဆွဲဆိုတဲ့တုတ်ပိလေးကိုကျွန်တော်ပြောနေတာနောက်ခုပြီးသွားပါပြီဒါတတိယမြောက်တုတ်ပိလေးဖြစ်ပါတယ်ကျွန်တော်နည်းနည်းလေးပြင်းနေရတဲ့ဗီဒီယိုလေးတွေမလုပ်ဖြစ်တာလည်းနဲ့ကြာသွားတဲ့အတွက်ကြောင့်မလို့တောင်းပါပါတယ်ပြီးတော့ကျွန်တော်ပြောတဲ့ဗီဒီယိုတွေရဲ့အောက်မှာအဲပြောဖို့မှာဆွဲဆောင်မှုမရှိဘူးလို့အဲစာအုပ်ဖတ်ပြီးပြောနေတယ်လို့ အဲ့လိုလေးတွေ line မှာမင်ညာလာရှိပါတယ်ဟုတ်ပါတယ်အဲကျွန်တော်ကတော့ကျွန်တော်ပြောရသလိုပဲပြောနေချင်တာဖြစ်ပါတယ်အဲပြီးတော့စာအုပ်ဖတ်ပြီးပြောတဲ့ပုံစံမျိုးဖြစ်သွားတာကလည်းကျွန်တော်ပြောတဲ့အကြောင်းအရာတွေကတမိုင်းဆိုင်ရာအကြောင်းအရာတွေဖြစ်လို့တကြောင်မို့သက်ကစ်တွေလူနာမည်တွေမှားလို့မရပါဘူးအဲ့ဒီကြောင့်မို့ကျွန်တော်ကကျွန်တော်ရဲ့မဆုလေးတွေတရားနေပြီးတော့ကျွန်တော်ကိုကားကြီးမှာကျွန်တော်ပြောနေချင်မှဖြစ်ပါတယ်ဒီနေ့လည်းကျွန်တော်စာအုပ်ကိုကြည့်ပြီးတော့ပြောဝင်ပြီးွားဘာဖြစ်လဲဆိုတော့ကျွန်တော် အခုဒီကြောင်းအရာတွေကိုကျွန်တော်ရေးထားတာကကြာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့တချို့ကြောင်းအရာတွေဆိုကျွန်တော်နည်းနည်းလေးမေ့နေပါပြီအဲ့အတွက်ကြောင့်ကျွန်တော်စာအုပ်ထဲမှာပြန်ကြည့်မှာကျွန်တော်ပြောကြည့်ဖြစ်ပါတယ်ဟုတ်ကဲ့စလိုက်အောင်ပါပြီးခဲ့တဲ့အပိုင်းနှစ်မှာကျွန်တော်ကမြတ်ပတိစီသူမင်းအကြောင်းကိုပြောခဲ့ပါတယ်ပကံမြတ်ပတိစီသူမင်းပြီးတဲ့အခါမှာပကံမင်းဆက်မှာနှောင်းမြမင်းဆိုတဲ့ရပ္ပိစီသူမင်းရဲ့တာတော်နှောင်းမြမင်းဆိုတဲ့ ်မင်းနံတက်ပါလေဇက်ရဆိုလို့ပြောရမလားဒါပေမဲ့ရံဝင်ကျန်ဟောင်းနေတယ်မှာပါလေအကြောင်းအရာတွေကိုပြောရမလားတရောင်းမြမင်းနံတက်တဲ့ခါမှာအရောင်းမြမင်းကညီငယ်ဆုံးညပ်တိစီသူမင်းရဲ့တာတော်ကြီးလေးပါနဲ့ရောင်းမြမင်းနဲ့ဒီအလဲမှာထီယူဆိုင်ကဟွာလုတ်တယ်ဟိုထီဆိုင်လိုက်တဲ့ခါမှာရောင်းမြမင်းကိုထီယူလဲတဲ့ကြောင့်ထီနိုင်ရတယ်ပြီးလို့ရှိရင်ရောင်းမြမင်းရဲ့မေတော့နန်းခဏခဏတောင်းလို့ သူသားတောင်များမင်းလို့တွေ့နေပြီးလို့ရှိရင်လည်းဒီခုနာဘင်းညက်ခုနာပေါတော့တောင်များမင်းရဲ့အမိကခုနာကိုငုံထားပြီးတဲ့အတွက်ကြောင့်တက်တာတဲ့ထားမမင်းလူအားစုတော့မှဆိုတော့တောင်များမင်းကတောင်များမင်းဖြစ်လာတောင်များမင်းရဲ့မိတော်ကတောင်များမင်းကိုဘင်းရင်ဖြစ်ပြီးတောင်းလို့ဘင်းညက်ပြရတယ်ဆိုမှစရယ်ရာဇဝင်လာပုံမြင်အမျိုးမျိုးကြီးရှိပါလေဒါပေမဲ့ဒီနေ့ဒီဗီဒီယိုနားထောင်နေမိတ်ဆွေများတို့ကတော့ဒီရာဇဝင်တွေကို မိပ်လိုက်ဖို့လိုပါတယ်ကျွန်တော်ပြောမယ့်အကြောင်းအရာကအကြောင်းအရာတစ်ဖြစ်နေလို့ပါအဓိကကျွန်တော်ဒီပကံရာဇဝင်တွေကိုပြောနေတဲ့အချိန်မှာဇာတိတော်တတ်ထွန်းရဲ့စောင့်တွေကိုအဓိကကကူကားပြီးတော့ကျွန်တော်ပြောနေဖြစ်ပါတယ်အပိုက်တစ်မှာကျွန်တော်ပြောခဲ့တယ်လို့ကျွန်တော်ရဲ့အကူကားစာအုပ်တွေလည်းကျွန်တော်ပြထားပြီးသားဖြစ်ပါတယ်အဲ့ဒီကနေကျွန်တော်ကြောက်ရဖြစ်ပါတယ်အဲ့8ထဲအကြောင်းအရာလေးတွေကိုကျွန်တော်အများဆုံးကုကားရင်မှာပြောခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ဒီပြောမယ့ တော်မြတ်မင်းဆိုတာကတော့ तू ကနေရာတိစုမြင်ရစုံမြတ်ကံတယ်လို့ခေါ်တယ်ဒီပြားနေပြီးတော့ပေါက်ခွာလာတယ်တာတော်တော့ဖြစ်ပါလေစိတ်တော်တန်ထွင်ရဆိုရတော့တခြားရဆိုကျန်နေမှာမပါပါမဲ့သူ့မှာတော်မြတ်မင်းမှာညီမတူရှိတယ်လို့မွေးချင်းညီမတူရှိတယ်လို့ဆိုထားပါလေဒါပေမဲ့ချီအောင်ရဆိုရင်ကျန်နေဒီမှာတော့တော်မြတ်မင်းအကြောင်းကိုစမျက်နာနှစ်မျက်နာသုံးမျက်နာလောက်ပဲ ရည်ထားပါတယ်ဘာမှအကြောင်းအရာဖြူဖြူဖြူသိမပါပါဘူးအဲ့လိုစာမျက်နှာရည်အားရည်ထားမိမယ်လို့နရောင်မြမင်းရဲ့အကြောင်းကတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့လိုတစ်ချက်နောက်ထောင်ကြည့်အောင်ပါတကယ်တော့နရောင်မြမင်းကရာဇဝင်ကျမ်းကြီးမှာပါသလိုသူ့ကိုကြည်ပြူနဲ့ထိနှံရခဲ့တယ်ဆိုတာမဟုတ်ပါဘူးသူ့ရဲ့မိခင်ကရာဇဝင်ကျမ်းကြီးဆိုရကိုလို့တော့ဆရာကြီးတော်တန်တန်ထုံးအဆိုရမိပြားငယ်တစ်ပါးဖြစ်တဲ့စုံရကံတဲ့ ဖြစ်တဲ့အတွက်ကြောင့်မို့လို့တောင်မြင်တဲ့မိဖုရားကြီးလောက်ဩဇာအားလားမရှိပါဘူးမရှိတဲ့မိဖုရားငယ်တစ်ပါးအနေမှာမွေးလာတဲ့သားတော်တစ်ပါးဖြစ်ပါတယ်ဒါပေမဲ့သူတဲ့ပို့ပြီးတော့ဩဇာအားလားကြီးရဲ့မိဖုရားကြီးရဲ့သားတွေကိုကြော်ပြီးတော့ဘယ်ရင်ဖြစ်လာတာတော့နတော်များမင်းရဲ့ရည်ချင်းလိုပဲဆိုရမှာပါဒါမှမဟုတ်လို့ရှိရင်လေဇာတိတော်တဲ့နှုံးဆိုရသီလင်္ကာနိုင်ဦးဖြစ်တဲ့ဝိလူရိတ္တက ဝေလူတီကာရဲ့တားရီဟာနတ်ဝိဆက်ခံမှုမရှိဘူးလို့ဗုဒ္ဓသာရအတွက်လည်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။အဲဒါကြောင့်မို့လို့ရောင်မြမင်းတင်းနေရတဲ့အခါမှာဝေလူတီကာရဲ့တားတော်ကြီးဖြစ်တဲ့ရဇသူရနဲ့ကင်းကသူရတို့ကဘာမှမပြောပေမဲ့လို့သူ့ရဲ့တားတော်နဲ့ဖြစ်တဲ့ပြန်ချီနဲ့အမိမတိမိပြားနေမှဖွာလာတဲ့တင်ကပစ္စည်းတို့ဟာပုံမှန်ကြပါလေ။အဲ့ဒီထက်မှရောင်မြမင်းရဲ့တားတော်အရင် ဖြစ်တဲ့ကြစွာနဲ့ပြန်ချီရဲ့တားတို့လည်းပါပါတယ်သူတို့ဟာဆိုရင်အသက်အရွယ်တို့ငယ်ဒီတဲ့မိသားစုဖြစ်ပါတယ်အဲ့လိုပုံမှန်မှုကိုနေနေပြီးတဲ့အခါမှာတော့ပြန်ချီနဲ့တင်ကားပစ္စည်းတို့ကပုံမျက်ခံရပြီးနှလုံးမြမြင့်ရဲ့တားတော့ကြစွာတယ်ပြန်ချီရဲ့တားတော့ရွေးမြောက်ရောင်းရွေးမြောက်သေးဘူးဆိုတဲ့အတွက်ကြောင့်မို့လို့သူ့ကိုသူတို့ကိုလူမျိုးချင်းလောက်ပြေးရပါတယ်ပြန်ချီရဲ့သားကတော့ထွေထိထွက်ပြီးတော့နောက်ပိုင်းမှာပြန်လာခွင့်တောင်းပြီးပြန်လာလို့ရတဲ့အတွက်ကြောင့်ဘုကံမှာပြန်လေ နေရတယ်လို့ဆိုပါတယ်။အဲ့ဒီပုံမှန်မှုကိုနှောင်းမြမင်းရဲ့အမတ်၅ဦးကနေပြီးတော့ဥဆောင်နေနေခဲ့ပြီးအောင်မြင်မှုရတဲ့အတွက်နှောင်းမြမင်းကယေစုအနေနဲ့ level 900ကြီးကိုစုချတယ်လို့ဆိုထားပါတယ်။စောပြောရတဲ့ဝီလူဒီကာရဲ့တာလီဖြစ်တဲ့ရဇသူရအကင်းကသူရနဲ့ပြန်ရှိလို့ရဆိုလို့ရှိရင်နှောင်းမြမင်းထက်အသက်ငယ်ရသူတွေကြည့်ကြပါတယ်။ဒါကြောင့်မို့လို့နှောင်းမြမင်းဟာ ။မရောက်တိစီသူမြေတောက်ရဲမှာအသက်ငယ်ဆုံးဆိုတာမဖြစ်နိုင်ပါဘူး။တောက်ရဲမှာအသက်ငယ်ဆုံးမဟုတ်တယ်လို့အားလုံးကជីជីပြူနဲ့ထိနှံပြီးခဲ့ရတယ်ဆိုတာလည်းမဟုတ်ပါဘူး။ဘာကြောင့်ကိုပြောနိုင်တာလဲဆိုလို့ရှိရင်ဒီပုံငံမှုကိုကြည့်ပြီးတော့ပြောလို့ရှိရင်ပဲထင်ရှားနေပါပြီ။အရင်မရောက်တိစီသူအခန်းမှာခုနပြောတဲ့ရသေသူရခင်္ဃသူရနဲ့ပြန်ချီလို့ကကြောက်စာထောက်သားမှာပါပြီးတော့ရသမင်ကျန်းအဆောက်အအုံမှာ နာမည်မပါဘူးလို့ပြောခဲ့ပါလေအဲ့ဒီနာမည်ကြီးကကျောက်ဆောင်မလာပါပြီးရယ်ဆိုရင်ကျောင်းမှာဘာကြောင့်မပါလာလဲဆိုတော့နောက်မှပြပြမယ်ဆိုပြီးကျွန်တော်စကားမလင်ခံခဲ့တာရှိပါလေကျွန်တော်တွေ့ရတော့အဲ့ဒီပုံကန်တဲ့သူတွေနဲ့ဆက်နွယ်တဲ့ပုံကန်တဲ့သူတွေပုံကန်တဲ့သူတွေနဲ့ဆက်နွယ်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ပတ်သက်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့ရယ်ဆိုရင်ကျန်းရေးတဲ့ရယ်ဆိုရင်ကျန်းဆရာတွေကများမထည့်ထည့်ပြီးတော့မရေးခဲ့ရလားဆိုတာကတော့ စဉ်းစားကြည့်ဖို့ပါမှာလေဟုတ်ချင်ပါလေဟုတ်မှာပါဒါကျွန်တော်အတူတက်တက်ဖြစ်ပါလေဒါကသူချင်းနေအခုပြောရခဲ့တဲ့အကြောင်းအရာတွေကဒါသူချင်းနေရခဲ့တဲ့အကြောင်းအရာတွေကိုကျွန်တော်ကပြပြနေချင်းဖြစ်ပါလေဒီတော့ပေါ့သူ့ရဲ့မိသားစုကြီးအကြောင်းလေးကိုကျွန်တော်တို့ဆက်လိုက်ကြအောင်ပါနောက်မြောင်းမင်းမှာရသုံချမ်းနေဆိုရမိပြား၄ပါးရှိတယ်လို့ဆိုပါလေတော်မြင်တဲ့မိပြားကြီးမှာတိမ်ပတိနဲ့တရားမို့ဆိုတဲ့တောင်းတာကဖုံးရင်ပြီးတော့မိပြားအိမ်တော်တင်မှာတော့ကြောက်သွားမင်းသားကိုဖမ်းမိတယ်လို့ရသုံချမ်းနေမှာဆိုထားပါလေ ဒါပေမဲ့ဆရာတနင်တို့ရဲ့အကံမင်းဆက်ရာဇဝင်ဒီဇောင်းထဲမှာတော့မိပြားအိမ်တော်ထဲမှာနိုင်ရင်တင်ခဥပ္ပဇာနိုင်ရင်တင်ခဥဇနာမင်းနဲ့ကြောက်ဆောင်မင်းသားကိုဖောက်ပြင်တယ်လို့ဆိုတယ်။ဆရာဆိုရတော့တောင်ပြင်တင်မှာမဖောက်တဲ့တင်မတိမင်းသားဟာငယ်စဉ်ကတည်းကွယ်လွန်ပြီးတော့တရမွန်ဟာဆိုရင်အရှင်မင်းသားအရာကိုရာထခံရပြီးမှကွယ်လွန်သွားခဲ့တယ်လို့ဆိုထားပါတယ်။ဒါကြောင့်မို့အိမ်တော်လေးရဲ့သားနိုင်ရင်တင်ခဥပ္ပဇာ နိုင်ရင်သင်္ခါဥဇနာကအရှင်မင်းဖြစ်တယ်လို့ဆရာကဆိုထားပါတယ်။ဒါပေမဲ့ဆရာရတော်တန်ထုံးကတော့တောင်းတစ်ပေါင်းဖြစ်တဲ့နိုင်ရင်သင်္ခါဥဇနာနဲ့ကြောက်တော်မင်းသားနှစ်ပါးကိုလာပြတ်ဆိုထားပြီးကျန်တဲ့သူတွေကိုတော့ဘယ်သူမှပြတ်ဆိုထားခြင်းမရှိပါဘူး။သူတို့နိုင်ရင်သင်္ခါဥဇနာနဲ့ကြောက်တော်မင်းသားတော်မှာဘယ်မြပြဖော်မြင်နေဆိုတာတော့မှာဆရာကြီးတော်တန်ထုံးကဆိုထားခြင်းမရှိပါဘူး။ဒါပေမဲ့နိုင်ရင်သင်္ခါနိုင်ရင်သင်္ခါဥဇနာမင်းကတော့ဖောက်ရင် နောင်မြမင်းလက်ထက်ကလေးကအရှိအရာကိုရနိုင်ပြီလို့ဆိုထားပါတယ်ဒါအဲ့ဒီအရာကလည်းဘာကြောင့်လဲဆိုတော့မဲအတ္တကဥစ္စရာရဲ့တမီးကြီးအစောလက်ကကျောက်စာကြီးထုတ်ပြီးမှတ်တမ်းထားပြီးကြောက်မလို့အဲ့ကျောက်စာအကူကားရပြောခြင်းဖြစ်ပါတယ်ဒါမှမဟုတ်နောင်မြမင်းကဘယ်ချိန်လောက်ဆံပြီးတော့နေရတင်ခဥစ္စနာကဘယ်ချိန်မှထိနေတယ်ဆိုတာတော့အတိအကျတက္ကိထောက်ထားမရှိပါဘူးလည်းသူချက်လေးဆိုရအစိုးရတွင်းတွင်းမှာကတက္ကိ9 80တင် ငါ80တခုနေမှန်တမ်းနဲ့သတော်တော်ကုန်ရငါ96ခုနေတက်ကြရာဖြင့်1019ခုနေနဲ့1034ခုနေမှာနောင်များမင်းနိုင်ရဆန်လာကိုနောင်များမင်းနိုင်ရဆန်လေလို့ဆိုကြပါတယ်ဒါမျိုးလို့အစောလက်ကြောက်စာနဲ့ကြောက်စာမင်းကြောက်စာပါထောက်ထားတာပြောရလို့ရှိရင်နောင်များမင်းဟာတက်ကြရာ1031ခုနေမှာနိုင်ရဆန်ပြီးတော့သူ့ရဲ့သားတော်နယန်တေခဥစ္စလာကနန်းတက်ပါလေဟုတ်ကဲ့ ဒီနေ့ကျွန်တော်ပြောပြပေးသွားတဲ့အကြောင်းအရာကတော့မြောင်မြောင်မင်းရဲ့ရာဇဝင်ကျမ်းမှာမပါသေးတဲ့အချက်လက်တွေကိုကူကားပြီးတော့ပုဂံရာဇဝင်မှာမြောင်မြောင်မင်းအကြောင်းကိုကျွန်တော်ပြောပြပေးသွားခြင်းဖြစ်ပါတယ်။နောက်နေ့နောက်နေ့တွေမှာလည်းနောက်ထပ်မင်းအကြောင်းလေးကိုကျွန်တော်ဆက်လက်ပြောပြပေးဖို့မှာဖြစ်တဲ့အတွက်ကြောင့်ဆက်မလို့ကြည့်ရှုအားပေးကြပါအောင်လို့ပြောကြရင်ဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်